1 minute 1 sentence program ကိုကျူးစွပါလေဒီနေ့မှလည်းကျွန်တော်ကဝါကြကောင်းတချောင်းနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကဲခဏခေကျွန်တော်တို့ ਨੇ ကိုက်နေတဲ့စာကောင်းတချောင်းပေါ့လေအဲသူရဲ့စိတ်ရင်းအမှန်ကိုရှာမတွေ့ဘောနော်ဆိုတော့ကဲဒီမှာကျွန်တော်တို့ကစိတ်ရင်းအမှန်အမှန်ဆိုပြီးတော့ကျွန်တော်တို့ကအာ real ရောဘာရောညာရောကျွန်တော်တို့ဒီလိုမျိုးသွားစဉ်းစားမိမှလည်းကြောက်နေပေါ့ဒါကြောင့်မို့ကျွန်တော်တို့အင်္ဂလိပ်စာဖတ်တဲ့သူတွေအင်္ဂလိပ်စာသင်တဲ့သူတွေက အာကျွန်တော်တို့မြန်မာသားလည်းပို့ပြီးတော့စုံစုံလေးဖတ်ထားနိုင်ပိုကောင်းတယ်။စိတ်ရအမှန်ဆိုရင်ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကတစ်ခါတည်းမှာကြေရောက်ရောက်ကိုချင်းနေကြလား၊ကြိုက်နေကြလား၊မုန်းနေကြလားဆိုတဲ့ဟာမျိုးပေါ့နော်။ကိုယ်စိတ်ကိုကိုယ်သိချာကျွန်တော်တို့ဂါဂါနာနာမသိတာမျိုးတွေရှိတယ်။အဲ့ဒီလိုကိုယ့်ရဲ့အတွင်းထဲမှာဘာလို့ဖြစ်နေကြလဲဆိုတော့ကျွန်တော်ပြောချင်တာဖြစ်ပါဘူး။ပေါ့နော်။စိတ်ဆိုတော့ကျွန်တော်တို့ MIND မိုင်းကိုကျွန်တော်တို့တုံးလိုက်မယ်။အဲဆိုတော့ ကျွန်တော်တိစိတ်မတိစိတ်ဆိုကြဟာမျိုးကြောင့်ရှိသေးရအောင်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတွင်းပေါ့နော်ဒီ izzata ကဆိုတော့ကျွန်တော်အဲ့ဒါကို inner လို့ကျွန်တော်တို့တောင်းလိုက်မှာဖြစ်တယ် adjective နဲ့ noun နဲ့ i and then e ရဲ့ inner mind ဆိုတော့ဟာပြီနော်ဒါ noun phrase ဖြစ်သွားပြီဒါလိုရမယ်နော်ဒါအဲ့မှာတွေ့တယ်တွေ့ရဆိုရရကျွန်တော်တို့က see you meet တို့ဒီလိုမျိုးကြီးမဟုတ်ပါဘူးနော်ရှာတွေ့ရ apply and define okay ဒီစကားလုံးကိုကျွန်တော်တို့ရပြီပါနော်ဆိုတော့ သဘောလုံးရှာလာတယ်တချို့သူတွေဆိုရင်အဲသူတို့ဘလို့မှစိတ်မငြိမ်းချမ်းနိုင်ဘူးပေါ့ဗျာစိတ်မငြိမ်းချမ်းနိုင်လို့ဥပမာ BTS တွေပဲနမူနာကြည့်ပါလားเนาะအဲအင်ဒီယာကြီးသွားပြီးတော့သူတို့ရဲ့စိတ်ငြိမ်းချမ်းမှုရှာရပုံစံမျိုးပေါ့လေဒါလေးလာရခီးပဲဖြစ်ဖြစ်ပေါ့ဆိုတော့ဒီလိုမျိုးပေါ့ဆိုတော့အဲ့လိုတချို့ကတော့ကာလာပိုင်းချပေါ့ဘုံလာကြမယ်၅လာကြမယ်၆လာအချို့လည်းအမဘာသာစကားတခုလေးလာတယ်လို့ပေါ့ဗျာဟုတ်ပြီငါအင်္ဂလိပ်စာသင်လာလား၆လာရှိပြီအဲဒီလိုပုံစံမျိုးပေါ့ ဆိုတော့အကိတ်ကလုံခိုက်တဲ့လုံရတခု action တခုကအခုပြစ်စုံပံအချိန်ကြီးပါနေပြီဆိုရင် present perfect tense နဲ့သုံးမယ်။သူရှာတွေ့တယ်ဆိုရင် he has found ပေါ့သူရှာမတွေ့ဘူးဆိုတော့ he has not found ပေါ့ဒါ present perfect tense ပါလေ in my mind ပေါ့သူရဲ့အတွင်းစိတ်ကိုအခုချိန်ကြီးဆိုတော့ကျွန်တော်တို့ so far ဆိုတော့တုံးလိုက်။ဒါကြောင့်မလို့ he has not found in my mind so far ။ဒါပဲလေ သူကသူ့ရဲ့အသွင်းစိတ်တနည်းအားဖြင့်သူ့ရဲ့စိတ်ရင်းအမှန်ဟာပဲနော်သူဖြစ်ချင်နေတဲ့စိတ်ဆန္ဒအဲအဲ့ဒါကိုခုချိန်ထိရှာမတွေ့ပါဘူးလို့ပြောတာဖြစ်ပါတယ်။ဒါမှမဟုတ်ချင်ပါရဲ့နော်